ရုရှားတပ်တွေခေါင်းတော်မဖော်ရတဲ့ယူကရိန်းရဲ့ဒရုန်းစွမ်းရည်ရုတ်တရက်အတိုက်ခိုက်ခံလိုက်ရတဲ့ရုရှားရဲ့စစ်ရေးကုကဲမှုဌာန Black Sea ဘော်ကပောက်ကွဲတံတွေဟာယူကရိန်းရဲ့မျိုးဆက်သစ်စစ်ရေးဗျူဟာတွေကဘလောက်ထိထိရောက်နေသလဲဆိုတာအချိန်အတော်ကြာတဲ့အထိတက်တည်ပြနေကြတာပါနောက်ဆုံးစစ်စင်ရေးကဒီဗျူဟာတွေရဲ့အတိုင်းအတာကိုထပ်ပြီးမိမောင်းထိုးပြလိုက်ပါတယ်ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု SPU လက်အောက်ခံစစ်ဘက်ဆိုင်ရာထောင်လိုင်းရေးဌာနရဲ့73ခုမြောက်ညွှန်ကြားရေးမှူးချုပ်က ရုရှားသိမ်းပိုက်ထားတဲ့တဘာဝတံငွေ platform တွေလူသိများတဲ့ Vigo Towers တွေနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုစုဆောင်းနေကြတာပါဒီ platform တွေမှာတဘာဝတံငွေထုတ်လုပ်မှုထက်အများကြီးပိုအရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေရှိနေပါပြီရုရှားတပ်ဖွဲ့တွေကဒီမျှော်စင်တွေကို radar scan တွေ KNMI ကြောက်တွေနဲ့ electronic စောင့်ကြည့်ရေးစင်တာတွေဖြစ်ပြောင်းလဲထားကြတာပါစစ်ပွဲစကားတွေက Black Sea ပေါ်ကလေကြောင်းနဲ့ရေကြောင်းသွားလာမှုတွေကိုဒီမျှော်စင်တွေကနေစောင့်ကြည့်နေကြတာဖြစ်ပြီး ယူကရိန်းလုံခြုံရေးကိုတိုက်ရိုက်ချိန်ချောက်နေခဲ့ပါတယ်။ယူကရိန်းတွေရဲ့အဓိကပြစ်မှတ်ကတော့ဒီမျော်သင်္ဒီမှာတပ်ဆင်ထားတဲ့ Naval Type လို့ခေါ်တဲ့ Radar စောင့်ကြည့်ရေးစနစ်ပါ။ဒီစနစ်ကရေမျက်နှာပြင်နဲ့လေကြောင်းပြန်တမ်းမှုရဲ့တင်နီယာတွေကိုခြေရာခံပြီးရုရှားကုတ်ကဲရေးစစ်စခန်းတွေကိုအချက်လက်တွေပေးပို့ပါတယ်။ဒါအပြင်မျော်သင်္ဒီထဲမှာတွေ့ရှိရတဲ့ KMB ကြောင့်လည်းထောက်ပံ့ရေးပစ္စည်းတွေကသူတို့ကိုမဟာဗျူဟာမြောက်စစ်အခြေဆိုင်စခန်းတွေဖြစ်အုံပြုနေတယ်ဆိုတာရှင်းရှင်းလင်းလင်းပြသနေပါတယ်။ ။ဒီအတွက်ယူကရိန်းစစ်ရေးတာဝန်ရှိသူတွေအနေနဲ့တခုခုတော့လုပ်ရပါလိမ့်မယ်။ဘာလို့လဲဆိုတော့သူတို့ကိုတရေးတောင်ကောင်းကောင်းမအိပ်ရအောင်ဒီရေဒါစနစ်တွေကတောက်လျှောက်ဒုက္ခပေးနေတာကြောင့်ပါ။ဒီအတွက်စစ်စင်ရေးတရက်ပြင်ဆင်ပြီးတော့ဒီစစ်စင်ရေးကိုညဘက်မှာစတင်ခဲ့ပါဗျ။ပထမဆုံးအနေနဲ့ရေဒါထောက်လန်းနိုင်စွမ်းမရှိတဲ့အမြင့်တနေရာကနေထောက်လန်းရေ UAV မောင်းသူမဲ့လေယာဉ်တစ်စီးကပြစ်မှတ်ခြင်းတွေကိုလေ့လာပြီးပြစ်မှတ်တွေကိုဖော်ထုတ်ဖို့လေထဲမှာဝဲနေပါတယ် ပြီးရင်လက်နက်တပ်ဆင်ထားတဲ့ drone တစ်စီးက Naval Radar Unit ကိုတိုက်ရိုက်ပစ်မှတ်ထားပြီးတော့သူ့ရဲ့တာဝန်ကိုပြေးဝထမ်းဆောင်ဖို့အတွက်လေထဲကိုတက်သွားပါတယ်။ပြစ်မှတ်ကိုတိတိကျကျ login လုပ်ထားတဲ့ဖြတ်စည်းရေး drone က Radar Unit ကိုထိမှန်သွားပြီးတော့အလုံးမလုံးတော့အောင်ဖြတ်စည်းလိုက်ပါတယ်။ Radar အတန်တိတ်သွားတဲ့ချိန်ဟာဒုတိယအဆင့်စတင်ကြောင်းအချက်ပြလိုက်တာပါပဲ။မင်းရဲ့ပိုင်းကြမှာမောင်းသူမဲ့ရင်ရင် USV ဟာရေဒီယိုအတန်တိတ်မှုနဲ့ပြစ်မှတ်ကိုချင်းကပ်လာခဲ့ပြီး ရင်မျက်နှာပြင်ပေါ်မှာလည်းသူရှိနေကြောင်းဒါအစနာမှမကြံခဲ့ပါဘူးအနောက်အုပ်စုကနေကြောထောင်နောက်ခံပြူထားတဲ့ယူကရိန်းနိုင်ငံရဲ့အစင်းမြင့်စနစ်တွေပါဝင်တဲ့မောင်းသူမဲ့ရေရင်တွေဟာမြန်နှုံးမြင့်မီမြင်တွေ့ရခတ်တဲ့အတွက်နာမည်ကြီးပါတယ်ဒီမော်ဒယ်ကတော့သူ့ရဲ့မူရင်း Magura V5 ထက်ပိုပြီးအစင်းမြင့်ထားတဲ့မော်ဒယ်ဖြစ်ပြီးတယ်ဆောင်နိုင်စွမ်းပုံများလာတာအစင်းမြင့်လမ်းကြောင်းပြစနစ်တွေနဲ့အလိုလျောက်ပြတ်မှတ်မှတ်ပုံတင်တဲ့ software တွေပါဝင်ပါတယ် ရေဒါကိုပျက်စီးအောင်ပြုတ်လုပြီးတဲ့နောက် Magra 7မောင်းသူမဲ့ယာဉ်ဟာမျောစင်နှောင်းကိုကတ်ပြီးတိုက်ခိုက်ရေးလက်နက်တွေနဲ့ပစ်မှတ် area မျောစင်စီကိုတိုက်ရိုက်ပစ်မှတ်ထားခဲ့ပါတယ်။ပောက်ကွဲပြီးတဲ့နောက် platform ရဲ့ခဲယမ်းပြီးကြောက်ပြန်လဲဖြည့်တင်းတဲ့နေရာကြီးတစ်ခုလုံးလုံးဝပျက်စီးသွားခဲ့ပါတယ်။ညချိန်ကောင်းကင်ကြီးတစ်ခုလုံးကိုဝင်းကနေနေအောင်ထွန်းလင်းတောက်ပသွားခဲ့တဲ့ဒီပောက်ကွဲမှုဟာယူကရိန်းအနေနဲ့သူ့ရဲ့ရည်မှန်းချက်တွေကိုအတိအကျအောင်မြင်ခဲ့ကြောင်းသက်သေပြခဲ့ပါတယ်။ အာဏာပိုင်တွေကဒီစစ်စင်ရေးဟာမတူညီတဲ့မောင်းသူမဲ့စနစ်နှစ်ခုရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့လှုပ်ဆောင်ခဲ့တာဖြစ်ပြီးဒီပေါင်းဆက်မှုကထောက်လန်းရင်းနဲ့ဖျက်ဆီးနိုင်တဲ့နေမှာပုံမကောင်းမွန်တဲ့အောင်မြင်မှုရရှိခဲ့တယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။ Vigo Towers တွေကိုဖျက်ဆီးလိုက်တာကယူကရိန်းဟာ Black Sea မှာကာဝေးရေးစွမ်းရည်တင်မကပဲတိုက်ခိုက်ရေးစွမ်းရည်တွေကိုပါရရှိခဲ့တယ်ဆိုတာကိုပြသနေပါတယ်။ဒါဟာတာမန်ဖျက်ဆီးရေးမဟုတ်ပဲအဒိတ်ဘယ်ရီများကြီးရှိတဲ့သတင်းစကားတစ်ခုပါ။ ယူကရိန်းဟာသူ့ရဲ့ထူးထန်တဲ့နည်းပညာနဲ့ထောက်လန်းရေးနည်းပြူဟာတွေကိုကုန်းပေါ်မှာနေမကပဲပင်လယ်ပြင်မှာပါစစ်ပွဲကိုပုံဖော်နေပါဗျ။ဒါပေမဲ့ဒီစစ်စင်ရေးကမာဂူရာ7တွေ Black Sea မှာလှုပ်ဆောင်တဲ့ပထမဆုံးစစ်စင်ရေးတော့မဟုတ်ပါဘူး။လွန်ခဲ့တဲ့ရက်နှဲငယ်ကြားမေလ၂ရက်နေ့မနက်ပိုင်းမှာ Black Sea အရှေ့ပိုင်းမှာနောက်ထပ်စစ်စင်ရေးတစ်ခုတိတ်တဆိတ်စတင်ခဲ့ပါဗျ။ဒါကို Novorossiysk ကမ်းလွန်ပင်လယ်ပြင်ကယူကရိန်းအထူးတပ်ဖွဲ့တွေကစတင်ခဲ့တာပါ။ ဒီဆစ်စင်ကြီးကပထမဆုံးချိန်ရေမျက်နှာပြင်ကနေလီဒူတဲကိုဒုံးကြီးတွေပြစ်ခတ်ခဲ့ပြီးတော့ဒီဆစ်စင်ကြီးမှာဆိုရင် Magura 7မောင်းသူမဲ့ရေရင်တွေကို American လို့ AIM 9 site window ဒုံးကြီးတွေတက်ဆင်ထားပြီးဒီစနစ်တွေက Russia စုတတိတိုက်လေရင်နှစီကိုအောင်မြင်စွာပစ်ချနိုင်ခဲ့ပါတယ်ပထမဆုံး Magura 7ကလေထဲမှာရှိနေတဲ့ဂျက်လင်ရင်တစီကို ထောက်လန်းတွေ့ရှိခဲ့ပါတယ်ဒုံးကြီးကပြစ်မှတ်ကိုအသေးမှတ်ထားပြီးပြစ်လွတ်လိုက်တာနဲ့စက္ကန့်ပိုင်းအတွင်းမှာ ဂျက်လီရင်ဟာမီးလောင်ပြီးပင်လယ်ထဲကိုပြတ်ကျသွားခဲ့ပါတယ်။လေယာဉ်မှုတွေကထိုင်ကုန်တွေနဲ့ခုံထွက်ခဲ့ပေမဲ့အရက်သားသင်းမော်တစ်စီးကပိုင်လော့တူရဲကိုသာအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပါတယ်လို့ကြားသိရပါတယ်။ဒုတိယတိုက်ခိုက်မှုကတော့ပိုပြီးလျှို့ဝှက်ပါတယ်။ဒီတစ်ချိန်မှာတော့ Magura 7ကစုတတိ SM ဂျက်လီရင်စီကိုအနီးကပ်ချဉ်းကပ်ခဲ့ပါတယ်။ဒုတိယစိုက်ဝင်တာဒုံးကြီးကပြစ်မှတ်ကိုထိမှန်တဲ့အခါလေယာဉ်မှုတွေထွက်ပြေးဖို့တောင်အချိန်မရလိုက်ပါဘူး။ လေရင်ဟာလုံးဝပျက်စီးသွားခဲ့ပါတယ်။ဒီပထမဆုံးအောင်မြင်တဲ့လေကြောင်းပစ်မှတ်ဖြတ်စည်းမှုကမာဂူရာ7ကိုရေကြောင်းဆက်စင်ရေးတွေအတွက်အသုံးပြုနိုင်ုံနဲ့မကပဲလေပိုင်နက်ကိုထိန်းချုပ်နိုင်တဲ့လက်နက်တစ်ခုအဖြစ်ပြောင်းလဲစေခဲ့ပါတယ်။ဒီဆက်စင်ရေးတွေမှာလက်စွမ်းပြခဲ့တဲ့မာဂူရာ7နဲ့ပတ်သက်ပြီးဘာတွေသိရသလဲ။ယူကရိန်းကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီ DIU က KF မှာပြုလုပ်တဲ့လူလူပွဲတစ်ခုမှာမျိုးဆက်တဲ့ရေတပ်မောင်းသူမဲ့လေရင်မာဂူရာကိုမိတ်ဆက်ပေးခဲ့ပါတယ်။ မာဂူရာ series မှာလှုပ်ဆောင်ချက်မျိုးမျိုးနဲ့ model များစွာပါဝင်ပါတယ်။မာဂူရာ V5 drone ကိုရုရှားရဲ့ Black Sea ရေတပ်သင်းမောတွေကိုပြစ်မှတ်ထားဖို့သင်းမောပေါ်တက်စီးဖို့နဲ့နှိမ့်မြုပ်ဖို့ဒီဇိုင်းထုတ်ထားပါတယ်။မာဂူရာ V6B ကတော့ဗတ်စုံသုံးရေတပ် drone platform ဖြစ်ဆောင်ရွက်ပါတယ်။မာဂူရာ V7 ကတော့ရန်သူတိုက်လေယာဉ်ကိုဖျက်ဆီးနိုင်တဲ့ပထမဆုံး drone ဖြစ်ထင်ရှားပါတယ်။ V7 ရဲ့အစ်စ်မြင့်ထားတဲ့ model မှာစစ်သုံးဆက်တနက်တစ်ခုပါဝင်ပါတယ်။ ဒီမောင်းသူမဲ့လေယာဉ်တွေဟာဘလက်စီမှာနှစ်နှစ်ကျော်ကြာလဲပတ်နေကြတာပါသူတို့ဟာရုရှားစစ်ဘက်ပြစ်မှတ်18ခုကိုအောင်မြင်စွာတိုက်ခိုက်ခဲ့ပြီး MI8 ရဟတ်ယာဉ်2စီး Su-30 တိုက်လေယာဉ်2စီးနဲ့ရုရှားရေတပ်သင်္ဘော15စီးအပါအဝင်ဖြစ်ပါတယ်ရုရှားပိုင်ဆိုင်မှုတွေပေါ်ဖြစ်စေခဲ့တဲ့စုစုပေါင်းပျက်စီးဆုံးရှုံးမှုဟာဒေါ်လာတန်900ကျော်လွန်ပါတယ်မောင်းသူမဲ့လေယာဉ်တွေကိုဖျံချက်တာဝန်ယူတဲ့အထူးစစ်စင်ရေးယူနစ်ဂရုတပ်တင်းကမာဂူရာမောင်းသူမဲ့လေယာဉ်တွေကိုမိတ်ဆက်လာတာက ရုရှားရဲ့ဘလက်စီရေတပ်ပေါ်တိတိတသာတက်ရောက်မှုရှိခဲ့ပြီးစိတ်ကန်းကိုစုပ်ခွာဖို့တွန်းအားပေးခဲ့တယ်လို့ဆိုပါရယ်ဂရုတထင်းရဲ့တပ်မှုတထင်းလို့ခေါ်တဲ့သူကတော့အဲ့ဒီယူနစ်ဟာအစကနေစတင်ခဲ့တာဖြစ်ပြီးရုရှားရေတပ်ပစ်မှတ်တွေကိုတိုက်ရိုက်တိုက်ခိုက်တဲ့စစ်စင်ရေးတွေကနေအတွေ့အကြုံတွေရရှိခဲ့တယ်လို့ပြောပါရယ်ပြပွဲမှာဆိုရင် Magura V7 ကို AIM9 site winner ဒုံးကျည်နှစ်စင်းနဲ့တက်ဆင်ထားတာကိုလည်းပြသခဲ့ပြီးရုရှားစုတပ်တွေတိုက်လေရင်နှစ်စီးကိုပြစ်ချဖို့အသုံးပြုခဲ့ပါရယ် ဒီ model ကတော့အရင်ဒီဇိုင်းရဲ့ပြောင်းလဲတိုးတက်မှုဖြစ်ပြီးလေကြောင်းကာဝယ်ရေးအတွက်အကောင်းဆုံးဖြစ်အောင်ပြုလုပ်ထားတာပါ engineer တွေကဒုံးကျည်ပြည့်လွတ်စနစ်တွေကို downlight ဒါမှမဟုတ်အပေါ်ကိုစောင်းပြီးတက်ဆင်ထားတာတည်ငြိမ်တဲ့ပြည့်ခတ်မှုထိန်းချုပ်ရေးစနစ်တွေနဲ့အဆင့်မြင့်ပြည့်မှတ်ရှာဖွေရေး software တွေပါဝင်ပါတယ်ဂျန်သူတင်မော်တွေကိုမထိရောက်တဲ့တိုက်ခိုက်မှုတွေလုပ်မဲ့အစားအခုတော့ radar ထောက်လှမ်းမှုအနေအဆုံအောက်မှာပုံအောင်ပြီးနိုင်ငံတကာရေပိုင်နက်တွေကိုတိတ်တဆိတ်ကင်းလှည့်နေပါပြီ။ သူ့ရဲ့မရှင်ပုံစံကဖြက်စည်းရေးကနေလေးပိုင်နဲ့ကာကွယ်ရေးအထိချဲ့ထွင်လိုက်ပါပြီ။ဒါဟာတဖြည်းဖြည်းချင်းအဆင့်မြင့်တင်တာမဟုတ်ပါဘူး။ဒါကစစ်စင်ရေးပုံစံပြောင်းလဲမှုတစ်ခုပါ။တစ်ချိန်ကရုရှားလေကြောင်းကင်းလှည့်မှုတွေနဲ့စစ်သင်္ဘောတွေရဲ့လွှမ်းမိုးမှုအောက်မှာရှိခဲ့တဲ့ Black Sea မှာအခုတော့ American ဒုံးကျည်နည်းပညာကိုအသုံးပြုပြီး10ကီလိုမီတာအထိအကွာအဝေးကနေလေရင်တွေကိုတိုက်ခိုက်နိုင်တဲ့ Ukraine ရေတပ် drone တွေရှိနေပါပြီ။9.2မီတာရှိတဲ့ drone ကို လေချောင်းကာဝေးရေးဒုံးကျည်နှစ်စင်းတက်ဆင်နိုင်ပါတယ်။ခုနှစ်ရက်အထိဇက်တိုက်လေပတ်နိုင်ပါတယ်။အစင်မြင်းမောင်းသူမဲ့လေရင်ကိုနိုင်ငံသားထုတ်လုပ်သူတွေကတတိမထားမိပဲမနေခဲ့ပါဘူး။ US drone ထုတ်လုပ်သူ Redcat Holdings က Ukraine ရဲ့ Magura V7 ရေတပ် drone တွေကိုစူးစီးပြီးရောင်းချဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါဟာ Magura ရေတပ်မောင်းသူမဲ့လေရင်တွေအတွက်ပထမဆုံးလူသေရှင်ကြားထုတ်ပြောလာတဲ့ပို့ကောင်အောင်မြင်မှုဖြစ်ပြီး Ukraine ရဲ့ Americans လက်နက်ဈေးကွက်ထဲကိုဝင်ရောက်လာတာကိုဖော်ပြနေတယ်လို့ အနာဂတ်မှာ Pacific ဇက်ခုံကိုသူ့ရဲ့ရေတက်စစ်ပွဲစမ်းသစ်တီထွင်မှုတွေကလွှမ်းမိုးလာနိုင်မှုလမ်းဖွင့်ပေးလိုက်တာလည်းဖြစ်ပါတယ်။ Rocket ရဲ့အဆိုအရ American ရဲ့ drone ထုတ်လုပ်မှုမှာ အရှိန်ဟုန်စပြီးမြင့်နေမှု2025ခုနှစ်တတိယ3လပတ်မှာစတင်မှုအစီအစဉ်ထားပါတယ်။ USB ထုတ်လုပ်မှုအားလုံးကို American မှာဆောင်ရွက်မှာဖြစ်ပြီး American ထုတ်လုပ်မှုပြန်လည်အသက်ဝင်ရင်းနဲ့နိုင်ငံတော်စီးပွားရေးဦးစားပေးတွေနဲ့အညီအလောက်ကင်ဖန်တီးမှုတွေကိုလည်းတိုက်ရိုက်ပံ့ပိုးပေးမယ်လို့အလေးနက်ထားပြောကြားထားပါတယ်။ မာဂူရာ USB တွေနိုင်ငံခြားဈေးကွက်ထိချဲ့ထွင်တာကိုအချိန်တော်ကြာကလေးကမျှော်လင့်ထားကြတာဖြစ်ပြီး USM ကုမ္ပဏီတစ်ခုနဲ့ပူးပေါင်းတာက American ဈေးကွက်ထဲကိုဝင်ရောက်ဖို့ရွေးချယ်စရာများစွာတွေကတခုပါဒါကတော့ Pentagon ကသူ့ရဲ့လက်နက်69ရာခိုင်နှုန်းကိုပြည်ရင်းကုမ္ပဏီတွေဒါမှမဟုတ်နိုင်ငံခြားထုတ်လုပ်သူတွေရဲ့ US လက်အောက်ခံကုမ္ပဏီတွေကနေဝယ်ယူတာကြောင့်ပါဒီလိုပူးပေါင်းမှုကတော့ရည်ရွယ်ချက်အရအားလုံးအတွက်အကျိုးရှိမဲ့အခြေအနေပါ Rocket ရဲ့ဆိုရ မာဂူရာ V7 ရဲ့အဓိကအားသာချက်တွေကတော့အဆင့်မြင့်အကွာအဝေးတယ်ဆောင်နိုင်စွမ်းနဲ့မစ်ရှင်လှုပ်ဆောင်နိုင်စွမ်းနဲ့ပြောင်းလဲပြင်လဲရှိတာကြောင့်ဖြစ်ပြီးတိုက်ခိုက်ရေးမစ်ရှင်တွေသင်းမောဖြတ်စစ်ပွဲတွေနဲ့အငင်းပွားဝယ်ရာဒေသတွေမှာကံယူရန်ဝင်ရောက်ဆွတ်ဖက်ရေးအတွက်အားကိုးရာဖြစ်စေပါတယ်။မောင်းသူမဲ့လေရင်တွေ UAVS ကိုအများပြအုံပြလာတာကြောင့်အမြောက်တပ်နဲ့တန်ကြပ်ကတပ်ဖွဲ့တွေဟာပုံကွယ်ဖို့အချိန်တိုအတွင်းထိမ့်ချုပ်ထားတဲ့ပောက်ကွဲမှုတွေပြုလုပ်ဖို့နဲ့ အပူချိန်အမှတ်သားတွေကိုရှောင်ရှားဖို့အတွက်ဖုံးကွယ်မှုတွေပြုလုပ်ဖို့လိုအပ်လာပါတယ်။ဒီလိုနီးပြူဟာပြောင်းလဲမှုကခေတ်သစ်စစ်ပွဲရဲ့အဓိကသဘောတဘာဝစန့်ကျင်မှုကိုပြသနေပါတယ်။တပ်ဖွဲ့တွေဟာအခုဆိုရင်အမြင်အာရုံအရတွေမကပဲအပူချိန်အရရောလက်လျက်စစ်တန်လိုက်အရပါရှေးခေတ်ပုံးကွယ်ရေးနီးပြူဟာတွေကိုပြန်လည်တင်ယူနေရပြီးစစ်မြေပြင်ကိုတူတူပုံတိုင်းဆော့ကစားဖို့အတွက်အဓိကလက်ကျင်ရေးနေရာတစ်ခုအဖြစ်ပြောင်းလဲပြင်နေရပါတယ်။လှုပ်ရှားမှုတိုင်းကထောက်လန်းခံရတဲ့ပြင် မထင်မှတ်ထားတဲ့စက္ကန့်ပိုင်းအတွင်းမှာဖြတ်စည်းခံရနိုင်တဲ့အန္တရာယ်ကိုသိဆောင်လာပါတယ်။ဒါကြောင့်ခုခါမှာမြန်နှုံလျှို့ဝှက်မှုနဲ့ခြုံခိုတိုက်ခိုက်မှုတို့ဟာ မရှိမဖြစ်လိုအပ်နေပါတယ်။စစ်မြေပြင်မှာအချိန်ကြာမြင့်စွာအလဲတကူတွေ့မြင်နိုင်တာကအခုဆိုရင်သေတံပါပဲ။အမြောက်တပ်ဖွဲ့တွေဟာမောင်းသူမဲ့လင်းရဲ့အတကုံပစ်ခတ်ပြီးသူတို့ရဲ့ခိုလုံရတွေကနေထွက်ပေါ်လာရကြပါတယ်။စစ်သားတွေပေါ်စိတ်ပိုင်းဆိုင်ရာတက်ရောက်မှုကလည်းအလွန်အရေးကြီးပါတယ်။ ဒီဇိုင်းမမှန်မြည်ဟီးနေတဲ့အတန်ကအမြဲတမ်းလိုလိုစောင့်ကြည့်ခံနေရပြီးဘယ်ချိန်ငါလှည့်ရောက်လာမလဲဆိုတဲ့ခံစားချက်ကိုမြင့်တက်စေပါရယ်။မြေအောက်ခိုလုံရာတွေကရုပ်ပိုင်းဆိုင်ရာကာဝယ်မှုထပ်ပို့ပါရယ်။သူတို့ကမမြင်နိုင်တဲ့ချိန်ချောင်းမှုတွေရဲ့မယက်မနာတိုက်ခိုက်မှုတွေကြောင့်မှစိတ်ပိုင်းဆိုင်ရာအတွက်တတ်တာရာတတ်တာကြောင့်ဖန်တီးပြီးပါရယ်။ယူကရိန်းစစ်တပ်နဲ့အင်ဂျင်နီယာတွေဟာရန်သူရဲ့အဆင့်မြင့်စံသားတွေကိုလှည့်စားဖို့အတွက်ရှေးခေတ်ရိုးရာကာဝယ်ပစ္စည်းတွေကိုပစ္စည်းအစ်စ်တွေနဲ့ဤပညာတွေပေါင်းဆက်ပြီး အမြဲတမ်းစမ်းသစ်တွေ့ထင်နေကြပါတယ်။တချိန်ကမြေပြင်မှာအရှင်သခင်တွေဖြစ်ခဲ့ကြတဲ့တင်ကားတွေနဲ့တန်ကြပ်ကားချင်းတွေဟာအခုဆိုရင်မကြုံစဘူးအန္တရာယ်ရှိတဲ့ပတ်ဝန်းကျင်မှာလည်ပတ်နေကြပါတယ်။သူတို့ဟာမောင်းသူမဲ့လင်းရင်တွေရဲ့လေချောင်းကနေတိုက်ခိုက်ခံရနိုင်ပြီးရခင်ကစိတ်ကူးတော်မရင်နိုင်ခဲ့တဲ့ပျက်စီးမှုတွေကဝန်ထမ်းတွေယူပို့ဆောင်ရေးရှင်တွေနဲ့တင်ကားတွေကိုထိခိုက်စေပါတယ်။အသေးပြောက်များဆုံးစမ်းသစ်တီထွင်မှုတွေတက်ကတခုကတော့ fiber optic ထိန်းချုပ်ကရိယာပါဝင်တဲ့ kamikaze drone တွေပေါ်ပေါက်လာတာပါပဲ Ukraine ရှေ့မြောက်ပိုင်းမှာ Achilles ထိပ်တန်းတပ်ရင်းပိုင်းလျှို့ဝှက်ဆက်ယုံတစ်ခုရှိပြီးအဲ့ဒီမှာထောင်ပေါင်းများစွာသော ultra thin fiber optic cable တွေနဲ့တစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတဲ့ kamikaze drone ဒါဇင်ပေါင်းများစွာကိုထုတ်လုပ်နေပါတယ် radio line နဲ့ထိန်းချုပ်ထားတဲ့ drone တွေက electronic နှောက်ယှက်မှုတွေကိုခံရနိုင်ပေမဲ့ fiber optic drone တွေကတော့နှောက်ယှက်မှုမရှိဘဲလေယာဉ်မှုတွေနဲ့ဆက်သွယ်နိုင်တဲ့ဆက်သွယ်ရေး link ချပြီး ြင်မာတဲ့ဆက်သွယ်ရေးကုန်ရက်လည်းရှိပါတယ်။ Fiber ကသူတို့ကိုရိုးရာကာကွယ်ရေးတွေကိုဖြတ်ကျော်ပြီးရခင်ကဘေးကင်းတယ်လို့ယူဆခဲ့တဲ့ပြစ်မှတ် area ကိုရောက်ရှိအောင်မြေပြင်နဲ့လွန်ဒီကတ်စွာပြန်တန်းနိုင်စေပါတယ်။မကြသေးမီကထုတ်ပြန်ခဲ့တဲ့ Russia စစ်ဘက်ဗီဒီယိုတစ်ခုမှာဒီလို drone တစ်စီးကရခင်ကဘေးကင်းတယ်လို့ယူဆခဲ့တဲ့ layer အိမ်တစ်ခုမှာ ပုံအောင်ထားတဲ့ Ukraine howitzer တစ်စီးကို ဖောက်ခွဲလိုက်တာကိုပြသခဲ့ပါဗျ။ Achilles တန်ရင်မှု Captain Yuri က fiber optic drone တွေဟာ radio ချက်ပြမှုတွေမဖောက်ထွင်းနိုင်တဲ့တစ်တောတွေနဲ့တစ်ပင်တန်းတွေကြားမှာဘလို့သွားလာတယ်ဆိုတာကိုရှင်းပြခဲ့ပါတယ်။ Ukraine ကသူ့ရဲ့ drone စွမ်းရည်တွေကိုတိုးတက်အောင်လှုပ်ဆောင်နိုင်ခဲ့ပြီမြဲ Captain Fadranko Fadranko ကရုရှားရဲ့လက်ရှိနည်းပညာအားသာချက်က fiber optic cable တွေနဲ့ထုတ်လုပ်မှုတွေကိုပိုမိုရရှိနိုင်နေတာပဲလို့ဆိုပါတယ်။ဒီ drone တွေဟာရုရှားရဲ့တိုက်ခိုက်ရေးမှာထိရောက်မှုရှိခဲ့ပြီး ယူကရိန်းတပ်တွေတိုက်ခိုက်ခံရတဲ့နေရာမှာတိတိတသာအထောက်အကူပေးခဲ့ပါတယ်။ကျွမ်းကျင်သူတွေကမောင်းသူမဲရင်တွေဟာလက်ရှိမှာနှစ်ဖက်စလုံးရဲ့ထိခိုက်ဒဏ်ရာရမှုတွေရဲ့80ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းရှိတယ်လို့ခန့်မှန်းထားပြီးသူတို့ရဲ့ထိရောက်မှုကိုပြသနေပါတယ်။ Fiber Optic Drone တွေကရန်သူရဲ့ Electronic စစ်ပွဲနဲ့နှောက်ယှက်မှုစနစ်ကိုပိတ်ပစ်ပြီးတိုက်ခိုက်မှုတွေကိုစတင်လေ့ရှိပြီး FPV Drone တွေအတွက်လမ်းဖွင့်ပေးပါတယ်။ ကျိုးမဲ့ချိတ်ဆက်မှုတွေကဒရုန်းမောင်းနှင်သူတွေကိုတိုက်ခိုက်မဲ့အချိန်ထိအချိန်နှစ်တပြေးညီမြင်မာတဲ့ resolution ပုံရိပ်တွေကိုပေးစွမ်းပြီးပုံမိုကောင်းမွန်တဲ့ထောင်လန်းရေးနဲ့တိကျမှုကိုပေးစွမ်းပါတယ်။စုစုပေါင်းဒရုန်းထုတ်လုပ်မှုရဲ့၁၀ရာခိုင်နှုန်းခန့်သာရှိနေသေးပေမဲ့ယူကရိန်းက fiber optic drone တွေကိုအလင်းမြန်တိုးမြှင့်ထုတ်လုပ်နေပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီကဒီနှစ်ထဲမှာရင် fiber optic ထိန်းချုပ် drone model အသစ်၂၀ကျော်ကိုမိတ်ဆက်မယ်လို့ပြောကြားခဲ့ပါတယ်။ လက်ရှိမှာယူကရိန်းကုမ္ပဏီ၁၁ခုကဓာတ်တွေကိုထုတ်လုပ်နေပါတယ်။ယူကရိန်းရဲ့ drone ထုတ်လုပ်မှုကနိုင်ငံခြားလူငွေတွေပေါ်မှီခိုခဲ့ရတဲ့စစ်ပွဲရဲ့စောပိုင်းကာလတွေနဲ့မတူဘဲအခုအခါမှာယူကရိန်းဟာ drone ထုတ်လုပ်မှုမှာအတော်လေးကိုပိုင်အုပ်ချုပ်ခွင့်ရပြီးဤပညာအရလွတ်လပ်နေပါပြီ။ကာဝေးဝန်ကြီးဌာနက2024ခုနှစ်မှာယူရချက်မျိုးမျိုးနဲ့ထုတ်လုပ်ထားတဲ့ထောင်လန်းရေးညဘက်ပြန်တန်းရေးတိုက်ခိုက်ရေးတွေမှာပြန်လည်အသုံးပြုနိုင်တဲ့တိုက်ခိုက်ရေးနဲ့ဗတ်စုံသုံး FPV drone ထောင်ပေါင်းများစွာပါဝင် drone ပေါင်း1.2တန်းတန်းကျော်ကိုယူကရိန်းတပ်ဖွဲ့တွေကိုပေးပို့ခဲ့တယ်လို့သတင်းပို့ခဲ့ပါတယ်။အစုလိုက်ပြောင်းလိုက်ထုတ်လုပ်တဲ့ FPV Kamikaze drone စုစုပေါင်းဟာ1.2တန်းတန်းကျော်သွားပြီဖြစ်ပြီးဒါကတမိုင်းတစ်လျှောက်မကြုံစဘူးအခြေအနေပါပဲ။ Fiber optic drone တွေကိုခုခံကာကွယ်ဖို့နီးလန့်တွေကတော့လေးလာနေတဲ့အခြေအနေပါပဲရှိနေသေးပါ။ drone တွေနဲ့သူတို့ရဲ့ cable ကြိုးတွေကိုရှုပ်ထွေးအောင်လုပ်နိုင်တဲ့ ဂျမ်မာလိုထိရောက်တဲ့ခရိယာတွေကိုအခုအခါမှာအသုံးပြုနေကြပါတယ်။ကာစီနီယာကလျှို့ဝက်မြေအောက် drone စက်ရုံတစ်ခုမှဆိုရင်လစဉ် drone အစီး100ခန့်ကိုစောက်လုံနေပြီးအခုဆိုရင်အစီး400ထိထုတ်လုံနိုင်စွမ်းရှိပါတယ်။ဒီလုံယုံတွေကဧကန်တွေနဲ့မြေအောက်ခန်းတွေကိုယာယီစက်ရုံတွေဖြစ်ပြောင်းလဲထားပြီး drone စိတ်ပိုင်းတွေကိုခေစော်တာဘောင်းတွေကိုစောက်လုံတာနဲ့ program တွေကိုထည့်သွင်းတာတွေပြုလုပ်ကြပါတယ်။တစည်းကိုဒေါ်လာ350ဝန်းကျင်ကုန်ကြတဲ့ဒီ drone က ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့တန်ချက်ကာရင်တွေကိုပြန်သုံးမရအောင်ဖျက်ဆီးနိုင်ပါတယ်။ဒီဈေးသက်တာပြီးထိရောက်မှုမြင်မာတဲ့ပုံစံကယူကရိန်းစစ်ပွဲကိုတော်လှန်ပြောင်းလဲပစ်လိုက်ပါတယ်။ KF မျိုးပြင်ကပျက်စီးနေတဲ့ drone ကြောင်းတစ်ခုမှာစစ်သားတွေကိုကင်မရာတွေနဲ့ပောက်ကွဲပစ္စည်းတွေတပ်ဆင်ထားတဲ့ FPV drone တွေပြန်တမ်းပုံကိုတင် जा ပေးနေပါတယ်။ဘူလာကဝါသနာပါသူတွေပြိုင်ပွဲအတွက်ဒီဇိုင်းထုတ်ထားတဲ့ FPV drone တွေကိုအသေးခံဖျက်ဆီးရေးဘုံးတွေဖြစ်ပြောင်းလဲလိုက်ပါပြီ။ ချင်းကက်လာတဲ့ FPV drone ရဲ့မြေဟီးတံကစစ်မျက်နှာကခြေလျင်တပ်သားရဲ့အကြီးဆုံးရန်သူဖြစ်လာပါပြီ။မောင်းသူမဲ့လေယာဉ်တွေဟာနီးပြူဟာကိုပြောင်းလဲပေးုံနဲ့မကဘဲအရက်သားတွေနဲ့စစ်သားတွေရဲ့နေစဉ်ဘဝကိုပါပြောင်းလဲပြင်နေပါဗျ။ရုရှား drone တွေခေါင်းမော်ကပြန်ဝဲနေတဲ့မြေဟီးတံဟာအခုခါမြို့တော်မှာမြို့တော် KF မှာညဘက်တိုင်းကြားနေရတဲ့အတန်တစ်ခုဖြစ်လာပါပြီ။ဒေသခံတွေကသူတို့ကိုပြန်တန်းနေတဲ့လင်းတို့တွေလို့ခေါ်ဆိုကြပြီး စိတ်ပိုင်းဆိုင်ရာတက်ရောက်မှုတွေရဲ့ကြမ်းတမ်းတဲ့သတိပေးချက်တစ်ခုပါပဲ။နိုင်ရှင်ကြီးမဲ့ဆိုရင်ယူကရိန်းကရုရှားထက် drone နည်းပညာနဲ့တိုက်ခိုက်ရေးပေါင်းစပ်မှုမှာတာလွန်နေပါပြီ။ရုရှားရဲ့အရွယ်စားအားသာချက်နဲ့ရန်ပုံငွေတွေရှိနေပေမဲ့လည်းယူကရိန်းရဲ့ crowd funding စေတနာဝန်ထမ်းအလုပ်ယုံတွေနဲ့ open source နည်းပညာတွေကနေလင်းမြန်သာတိုးတက်လာမှုကဗဟိုချုပ်ကင်မှုရှော့ချထားတဲ့လင်းမြန်တဲ့ drone ကွန်ရက်တစ်ခုကိုဖန်တီးနိုင်စေခဲ့ပါတယ်။ ယူကရိန်း drone စစ်ပွဲကခေတ်သစ်စစ်ပွဲကိုနီးပညာတီထွင်ဖန်တီးမှုနဲ့လင်းမြန်စွာတုံ့ပြန်နိုင်စံတို့ကဘလို့ပုံဖော်နေတယ်ဆိုတာကိုထင်ရှားစွာသယုတ်ဖော်ပြနေပါတယ်။ဒါဟာလေထဲမှာပင်လယ်မှာစစ်မြေပြင်မှာနဲ့မြေအောက်ထဲထိပါတိုက်ခိုက်နေရတဲ့ရက်ဆက်ကြမ်းကြုတ်ပြီးအန်ဒီရဲ့ကြီးမားတဲ့တိုက်ပွဲတစ်ခုပါပဲ။ယူကရိန်းရဲ့တွေ့ကြုံကစစ်ပွဲမှာ UAVs တွေရဲ့ပြောင်းလဲဖန်တီးနိုင်စံကိုပြသနေပြီးအနာဂတ်မှာစစ်ပွဲအတွက်အနိုင်ရနိုင်စွမ်းကလက်နက်စွမ်းအပေါ်မှာမဟုတ်ဘဲကောင်းငင်ပေါ်မှာပြည့်နှက်နေတဲ့ UAVs drone အုပ်စုတွေကိုထိန်းချုပ်နိုင်စွမ်းပေါ်မှာမူတည်နေမယ်ဆိုတာကိုကြေညာနေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။